င်္ဂလာပါရှင်ရန်ကုန်တိုင်းစည်ရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မြန်မိုးထပ်ပါတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ငလင်းကြောင့်အမခန့်လျှော်ချစ် CPDN 80ခန့်ပေးတော်ရန်ရှိဆိုတဲ့သတင်း ီလုပ်ငန်းရှင်များအတွက်ဒေါ်လာ55တန်းရောင်းချပေးမည်ဆိုတဲ့သတင်းဒေတာအချို့၌မိုးကြီးပြီးလေပြင်းတိုက်နိုင်ဆိုတဲ့သတင်းငရကားဒရင်ဘုံလေးနဲ့ခမောနှစ်တစ်ကူပွဲတော်များကမ္ဘောဒီးယား၌၃ရက်သားကျင်းပဆိုတဲ့သတင်း ရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့ ငလင်းကြောင့်အာမခံရောဂျေချက်ဘီလီယံ80ခန့်ပေးရောင်ရန်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန်လေးငလင်ကြီးချောင်းပျက်စီးဆုံးရှုံးမှုတွေရဲ့အတွက်အာမခံရောကြီးချက်ဘီလီယံ80ခန့်ပေးရောရန်ရှိတယ်လို့မြန်မာအာမခံလုပ်ငန်းမှသိရပါတယ်။ပေးရောရမယ့်အာမခံရောကြီးဟာမြန်မာအာမခံလုပ်ငန်းမှမီးနယ်မြေငလင်ဘေးသံအာမခံသားသူတွေရဲ့အတွက်ဖြစ်ပြီးလက်ရှိမှာရောကြီးတောင်းခံလွှာ158ခုအတွက်ရောကြီးချက်ဘီလီယံ80ခန့်ပေးရမှဖြစ်တယ်လို့ဆိုပါတယ်။ မြမအောင်မခံလုပ်ငန်းအနေနဲ့ရောကြီးပေးနိုင်ရှိအမြန်ဆုံးဆောင်ရွက်နေပြီးအောင်မခံသားရှိမှုတွေရဲ့အတွက်တတ်မှတ်ချက်တွေကိုလည်းဖြည့်လျှော့ပေးထားတယ်လို့ဆိုပါတယ်ဒီလိုဖြည့်လျှော့ပေးရမှာမြို့နယ်ထွေအုံမိသက်ဦးစည်းဌာနမိုးစလနယ်စီပင်အဖွဲ့ဝင်တွေပါဝင်တဲ့ရော်ကြီးစီစီရဲ့အဖွဲ့ရဲ့အစည်းအဝေးခန်းစားပေါ်မူတည်ပြီးရော်ကြီးပြီးသွားမယ်လို့ဆိုပါတယ် ရောချေးပေးရောရာမှာလဲအာမခံထားတဲ့အတိုင်းအလုံးစုံဆုံးရှုံးမှုတွေရဲ့အတွက်အလုံးစုံပေးချော်မှာဖြစ်ပြီးသစိတ်တရေတာဆုံးရှုံးမှုအတွက်ဆုံးရှုံးတဲ့ဆက်ရပိုင်းအလိုက် ပြင်ဆင်ဆက်ရိတ်အဖြစ်ရောချေးပေးရောသွားမှာဖြစ်တဲ့တို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့စတုံးစီလုပ်ငန်းရှင်များအတွက်ဒေါ်လာ55တန်ရောင်းချပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံထောဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်အမေရိကန်ဒေါ်လာ95တန်းကို ရောင်းချပေးသွားမယ်လို့ဧပြီလ16ရက်ကထုတ်ပြန်ကြေညာထားပါတယ်။ဒီလိုရောင်းချပေးခြင်းဟာဧပြီလအတွက်ပထမဆုံးအကြိမ်အဖြစ်ရောင်းချပေးတာဖြစ်ပြီးဗဟိုဘဏ်အနေနဲ့ပြင်ပကတင်သွင်းနေရတဲ့73စီစောင်းစီဈေးတွေရောင်းနေကြဆင်းစေဖို့အတွက်73စီနဲ့စောင်းစီတင်သွင်းတဲ့လုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေတွေကိုပြီးခဲ့ ဲ့တဲ့မက်ရှလာအထိဇက်တိုက်ထုံချောင်းပေးခဲ့တာဖြစ်ပါသေး။ပြီးခဲ့တဲ့မက်ရှလာအတွင်းဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်နိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့်စုစုပေါင်းအမေရိကန်ဒေါ်လာတန်းတရာကျော်ကိုရောင်းချပေးထားခဲ့တာဖြစ်တယ်လို့သိရပါသေးရှင်။ဆက်လက်ပြီးဒေသအချို့၌မိုးကြီးပြီးလေပြင်းဆိုင်နိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းရပါဝင်ပြည်နယ်နဲ့တိုင်းရချိုမှာ အခုတပတ်အတွင်းမိုးကြီးပြီးလေပြင်းတိုင်းနိုင်တယ်လို့ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ် ဧပြီလ16ရက်နေ့ကနေ25ရက်နေ့အထိ9ရက်သားကာလအတွင်းကချင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးအထင်းထင်းကနေမိုးများနိုင်ပြီးမကွေးတိုင်းမြောက်ပိုင်းဒေသအချို့နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့မှာမိုးအနှဲငယ်ရွာနိုင်မယ်လို့ဆိုပါတယ်။ ထားအပြင် မကွေတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်းစီဒေသအချို့မှာအနောက်ဘက်ကနေလေပြင်းတနာကြီးမိုင်း20ခန့်တိုက်ခတ်နိုင်ပြီးအေယာဝတီမြို့ဝကျွန်းပေါ်ဒေသပဲခူးတိုင်းအနောက်ပိုင်းနဲ့ရန်ကုန်တောင်ပိုင်းကံယူရန်အနီးကဒေသအချို့မှာလည်းအနောက်ဘက်နဲ့အနောက်တောင်ဘက်ကနေလေပြင်းတနာကြီး15မိုင်မှ မိုင်း20ခန့်တိုက်ခတ်နိုင်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းစကိုင်းတိုင်းနဲ့မလေးတိုင်းဒေသတွေမှာတော့နေရပူချိန်တွေ40ဒီဂရီဆဲစီယံခန့်အထိမြင့်တက်လာနိုင်တယ်လို့လဲဆိုပါတယ်။ခရမ်းလွန်ရောင်ကြီးအညွန်ကိန်းတွေကတော့ဧရာဝတီတိုင်းရန်ကုန်တိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ကယားနယ်ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာမနက်7:00နာရီကနေနေ့လယ်2:00နာရီခန့်အထိမြင့်တက်နေနိုင်တယ်လို့လဲသိရပါတယ်ရှင်။နိုင်ငံတကာသတင်းဌာနအနေနဲ့ ခမာနှစ်သိကူးပွဲတော်များကမ္ဘောဒီးယား၌သုံးရက်သားကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယခုသတင်းပတ်အတွင်းကမ္ဘောဒီးယားမှခမ29ပျော်ရွှင်စွာကျင်းပနေကြပြီးမိသားစုများပြန်လည်ပေါင်းစည်ကြကောင်းဖျားချောင်းအခမ်းအနားများနှစ်ဟောင်းမှကန်အညံများစေကြောပေးထည်ရေဆော့ကစားခြင်းများပြုလုပ်ကြပါထည်တနင်္လာနေ့ကစတင်တဲ့၃ရက်သားပွဲတော်ဟာကောင်းရိပ်သိမ်းရာသီကုန်းနဲ့တိုက်ဆိုင်နေပြီးတိုင်းငံလုံးမှပွဲတော်များမြင်တွေ့ရပါထည် ယခုနှစ်ဟာဆိုရင်ဘရင်နိုရိုဒွန်စီဟာမိုနီရဲ့ဖိတ်ကြားချက်ဖြင့်တရုတ်သမ္မတရှီကျေးဖြင့်လာရောက်လဲပတ်ခဲ့ပါထိဖန်ဝမ်ပင်ရှိတမိုင်းဝင်ဗဟိုစီဟာဆိုရင်ရှင်ချင်းမှုဖလဲမှုများမြင်တွေ့ရပြီး အထူးသဖြင့်တရုတ်စကားကျွမ်းကျင်တဲ့ဈေးတဲများတွေ့ရပါထိလဝရတနာဈေးတဲလက်မော်ဂျူနီယာကတရုတ်ပြည်မှာဧည့်သည်များနဲ့ဆက်ဆံဖို့အတွက်တရုတ်စကားသင်ယူထားကြောင်းပြောပြပါထိ ဈေးထဲမှာတရုတ်မိုဘိုင်းငွေပေးချေမှုများဖြစ်တဲ့ Alipay နဲ့ WeChat ပေးထိုးကို အချို့ဆိုင်တွေမှာလက်ခံကြပါသေး။စီးထဲမှာဒေတာခံများနိုင်ငံခြားခရီးသွားများကတက်တကူပွဲတွေရတော့ပန်းပင်များတတိများအပြင်အစင်များဝယ်ယူနေကြပါထိတ်ကမ္ဘောဒီးယားတွေဟာနှစ်သက်မှာကံကောင်းမှုတွေယူဆောင်လာပေးမယ်နဲ့တမီးကိုကြိုးဆိုးပူဆော်ကြဖို့ပြင်ဆင်ထားဖြစ်ကြောင်းဒေတာခံအတန်းလွှင့်ပြောကြားသူအင်္ဂလီထိုင်းကပြောပြပါထိတ် အဖူချိန်မြင့်တက်လာတာကြောင့်လူအတော်များများကမဲခေါင်းမြစ်တို့တွားက နေဝင်လှေစီးခရီးတွားကြပါထဲ့အပြင်းများနဲ့မကောင်းတဲ့ကန်းတို့ဆင်ချဲအောင်ရေတနက်တွေရေပုံးတွေနဲ့ရေစော့ကစားချထားကိုလည်းနေရအများပြားမှမြင်ရပါထဲ့လို့သိရပါထဲ့ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြည့်ရှုအောင်ပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ။